ားလုံးပဲမင်္ဂလာပါအားလုံးကို devotion နဲ့အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရယ်ဖျားသခင်ကိုချစ်ပြီးနှုတ်ကပတော်ကိုဆံရတဲ့ယုံကြည်သူညီကိုမောင်နှမများအားလုံးကိုဖျားသခင်အထူးပဲကောင်းချီးပေးပါစေအခုချိန်မှာကျွန်တော်ဖျားရဲ့စမ်းသက်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အနေငယ်ဝင်ခါခြင်းတော်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘယ်အရာကမှစမ်းသက်ခြင်းမခံရဘဲနဲ့စံပြည့်မီတဲ့အာစံချိန်တစ်ခုကိုရနိုင်မှာမဟုတ်ပါဘူး ဥမာကျွန်တော်တို့အာရွှေဆိုလို့ရှိရင်တော့တကယ် qualify quality အကောင်းဆုံးရွှေကိုလိုချင်လဲဆိုရင်မီးနဲ့ဆစ်ရတယ်ကျွန်တော်ဘယ်အရာမဆိုတော့တကယ်ပြည့်မီတဲ့ဆန်ချိန်ပြည့်မီတဲ့ဆန်ချိန်တစ်ခုရဖို့ရန်အတွက်အများရန်စမ်းသက်ခြင်းခံရတာဖြစ်ပါတယ်စမ်းသက်ခြင်းခံဖို့အရန်အရေးကြီးတာဖြစ်တယ်ဘလောက်ပဲတော်တယ်ဘလောက်ပဲတက်တယ်ဘလောက်ပဲကောင်းတယ်ပြောပြောစမ်းသက်ခြင်းမပါဘူးဆိုရင်အဲ့ဒါကိုကျွန်တော်တို့တော့ပြည့်ပြည့်ဝတဲ့ဆန်ချိန် ပြေဝတဲ့ပမာဏကိုကျွန်တော်တို့လိုချင်တဲ့အရာတစ်ခုကိုကျွန်တော်ရနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ဘယ်အရာမဆိုကျွန်တော်တို့လိုချင်တဲ့ပုံစံရလာဖို့ရန်အတွက်အမြဲတမ်းစမ်းသပ်ခြင်းကိုလုပ်ရတာဖြစ်ပါတယ်။ဒီလိုပဲဘုရားသခင်ကနော် तू तू လိုချင်တဲ့ तू လိုချင်တဲ့သူ့ရဲ့ဘုံတော်ကိုတည်ဆောင်တဲ့ तू तू လိုချင်တဲ့ငယ်သားကောင်း तू လိုချင်တဲ့သူ့ရဲ့တသက်ခံတယောက်ဖြစ်ဖို့ရန်အတွက် သူ့ရဲ့သားသမီးဖြစ်တဲ့ကျွန်တော်တို့တွေကိုနေ့တိုင်းမှာစမ်းသက်ခြင်းတွေလုပ်နေတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့သိဖွင့်အတွက်အရန်ပဲအရေးကြီးပါတယ်ဆိုတော့ရှင်လုကာအခန်းကြီး22မှာနော်ပေတရုရဲ့စမ်းသက်ခံရခြင်းကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့တော့ရှင်လုကာအခန်းကြီး22အငယ်31ကနေ34ထိကျွန်တော်ဖတ်ပြခြင်းတယ်တပန်သခင်ဖျားက ရှိမုံရှိမုံကြံကြုံစံကို စကားနှစ်ချတဲ့ကဲ့သို့စာတန်တီတင်း ်တို့ကိုချရမိအကြောင်းအခွင့်တောင်းသည်ဖြစ်၍တင်ဤယုံကြည်သော စိတ်မပြတ်စေခြင်းကငါဒီတင်အဖို့ဆုတောင်းလီပြီတင်ဒီတတိယပြန်သောအခါတင်ဤညီအကိုတို့ကိုတီကြည်စေလော့ဟု မိန့်တော်မူလင်ပေတယုကသခင်အကျွန်ုပ်သည်ကိုတော်နှင့်အတူ ထောင်ထဲသို့၎င်းအသေးသက်ခြင်းသို့၎င်း လိုက်ခြင်းကအသင်ရှိပါ၏ဟုရှောက်လေတော့တခင်ဖျားကပေတယူငါဆိုသည်ကယနေ့တွင်ကြက်မတွန်မီတင်သည်ငါကိုမသိဟု၃ချိန်မြောက်အောင်ညင်းပယ်လိမ့်မည်ဟုမိန်တော်မူ၏ဟာလေလုယာနှုတ်ကပတော်အဖြစ်ဖျားရဲ့စကားပြောခြင်းအထူးခံစားရပါစေဆိုဒီနေရာမှာကျွန်တော်တို့တွေ့ရတယ်ဗာပြောတယ်တခင်ယေရှုကစာတန်ကားတဲ့တင်တို့ကိုအာဂျုံစံကိုစကားနဲ့ချတယ်လို့ပဲเนาะချဖို့ရန်အတွက်အခွင့်တောင်းတယ်လို့ပြောတယ်ဒါနဲ့တခင်ယေရှုက ဘာပြန်ဘာထပ်ပြောလဲဆိုလို့ရှိရင်အဲ့တော့စာတန်းကအခွင့်တောင်းတယ်ဒါပေမဲ့ဘာဖြစ်လဲမင်းကအဲ့ဒီနော်ဂျုံစံကိုစကားနဲ့ခါချတဲ့အခါမှာကြားမှာမဟုတ်ဘူးလို့သခင်ယေရှုမပြောဘူးဖြစ်တယ်။တင့်ကိုစာတန်ကစုံစမ်းသွေးဆောင်ဖို့ရန်အတွက်ငါ့ကိုအခွင့်တောင်းတယ်လို့ပြောတယ်။ထပ်ပြီးတော့မှဘာထပ်ပြောလဲဆိုရင်တင့်ဒီယုံကြည်သောစိတ်မပြတ်စေခြင်းကတင့်အဖို့ဆုတောင်းလိမ့်ပြီ။ ယုံကြည်သောစိတ်မပြတ်စေခြင်းကဆုတောင်းလေးပြီဆိုတော့သခင်ယေရှုပေတရုအတွက်ဆုတောင်းပေးတဲ့အရာကစုံစမ်းသွေးဆောင်ခြင်းထဲမှာမကြသွားဖို့မဟုတ်ဘူးဖြစ်တယ်စုံစမ်းသွေးဆောင်ခြင်းထဲမှာယုံကြည်ခြင်းဆက်ရှိနေဖို့ရန်အတွက်ပဲဆုတောင်းပေးတာဖြစ်တယ်ဒါကြောင့်မို့ပါထပ်ပြောလို့ဆိုရင်သင်ဒီတတိယပြန်သောအခါသင်ဤအကိုတို့ကိုတည်ကြည်စေလော့ဒါကြောင့်မို့သင်ဟာတတိယပြန်တဲ့အခါအဲ့ဒီဘက်ကပါလဲစာတန်ကငါ့ကို တင့်အားစုံစမ်းတွေးဆောင်ဖို့ရန်အတွက်ဂျုံစံကိုစကားနဲ့ခါချတယ်လို့ချဖို့ငါ့ကိုအခွင့်တောင်းတယ်။ဒါကြောင့်မို့ငါခွင့်ပြုတယ်လို့ပြောခြင်းဖြစ်တယ်။ငါခွင့်ပြုတယ်။စာတန်ကိုငါခွင့်ပြုလိုက်တယ်။ဒါကြောင့်မို့မင်းဟာဂျုံစံကိုစကားနဲ့ခါချတယ်လို့ပဲမင်းဟာကြလိမ့်မယ်။စုံစမ်းတွေးဆောင်ခြင်းနဲ့မှကြလိမ့်မယ်။ဒါပေမဲ့တခင်ရှုစတောင်းပေးတဲ့အရာတခုရှိတယ်။ဒါပေမဲ့ငါစတောင်းပေးတယ်မင်းရဲ့ယုံကြည်သောစိတ်မှပြတ်ဖို့ငါစတောင်းပေးတယ်။အဲ့တော့ပေတရုကစာတန်ရဲ့စုံစမ်းတွေးဆောင်ခြင်းနဲ့မှကြသွားတယ် ဒါပေမဲ့ဘာမှသူ့မှာဘာအမြဲရှိနေသေးလဲယုံကြည်တဲ့စိတ်ရှိနေသေးတာဖြစ်တယ်ဟာလေလုယာယနေ့ဖယားဘာကြောင့်သခင်ယေရှုကပေတရုကိုဒီစုံစမ်းသွေးဆောင်ခြင်းထဲမှာကြာရတဲ့အခွင့်ကို ပေးရတာလဲဘာကြောင့်လဲဆိုရင်ပေတရုကို qualify ဖြစ်စေခြင်းလို့ဖြစ်တယ်ပေတရုကိုပြည့်မီတဲ့စံချိန်စံညွန်ပေတရုကိုကြံတဲ့သူ့ရဲ့တပည့်တော်တွေပေတရုကိုအခြားသောယုံကြည်သူတွေကိုလည်း DGC 大度看一看都，大度必须前来一只脚，上得千古中山大白，屁的小国进入，主要他屁的。 ဒါကြောင့်မို့ဘာပြောလဲတတိယပြန်တော့အခါတင်းအညီအကိုတို့ကိုတီကြည်စေလော့။နောက်ပေတယုသူ့ကိုယ်တိုင်အောင်မတီကြည်ဘူးဆိုရင်သူ့ကိုယ်တိုင်အောင်ယုံကြည်ခြင်းမရှိဘူးဆိုရင်သူ့ကိုယ်တိုင်အောင်မှဒီလိုစုံစမ်းသွေးဆောင်ခြင်းကိုမကြုံဘူးဆိုရင်ဒီလိုစုံစမ်းသွေးဆောင်ခြင်းထဲမှာဘလို့နေရမလဲ။ဒီလိုစုံစမ်းသွေးဆောင်သွေးဆောင်ခြင်းတဲ့ကနေဘလို့မျိုးပြန်လဲထပြီးတော့မှနော်ဟာလာတီကြည်တဲ့အတ္တဓာတ်နဲ့အသက်ရှင်ရမယ်ဆိုတဲ့အရာကိုအခြားသောသူတွေကိုပြန်ပြီးတော့မှဝေငှတတ်တည်ခံနိုင်မှမဟုတ်ဘူးဖြစ်တယ်။ဒါကြောင့်မို့ယနေ့ကျွန်တော်တို့ ဘုရားသာသမီတွေနေ့စဉ်အသက်တာမှာဘုရားသခင်တင်းကျွန်တို့ကိုတွေ့ကြုံစေတဲ့အရာတွေရှိမှာဖြစ်တယ်။ကျမ်းစာထဲမှာပြောလဲဆိုရင်ဘုရားသခင်ကငါအခွင့်မရှိရင်စာလေးတကောင်များတင်းတို့ဘော်တို့မြေဘော်တို့ကြောက်ခွင့်မရှိဘူးတဲ့။စာလေးတကောင်တော့ဘုရားအခွင့်မရှိရင်မြေဘော်ကြောက်ခွင့်မရှိဘူး။အတိတ်ထိုနည်း၎င်းပဲတင်းကျွန်တို့အပေါ်ဘုရားအခွင့်မရှိရင်စာတန်ရဲ့စုံစမ်းတွေးဆောင်ခြင်းလဲကြားရတဲ့အခွင့်ရှိမှာမဟုတ်ဖြစ်တယ်။ယောဘရဲ့တက်တာကိုကြည့်မယ်ဆိုရင်ယောဘကိုစာတန်ကဘာမှလုပ်လို့မရဘူးဖြစ်တယ်။ဘာကြောင့်လဲ?ဖခင်သခင်ကကြွယ်ကာပေးထားလို့ ဒါဆိုရင်ဘုရားကဘာဖြစ်လို့ယောဘကိုကွဲကားပေးတာလဲယောဘဟာဘုရားသခင်စံတလို့ရတဲ့ဝိညာဉ်ရေးရအရွယ်မရောက်သေးလို့ဖြစ်တယ်ဒါပေမဲ့တရက်မှာတော့သူ့ရဲ့ဝိညာဉ်ရေးရအရွယ်ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်ဘာလို့လဲဘုရားသခင်ကစာတန်ကိုယောဘကိုထိခွင်ပေးလိုက်တယ်ဘာဖြစ်လို့လဲဘုရားသခင်သိတယ်ယောဘဒီအသက်သူ့ရဲ့ဒီ spiritual အခြေအနေရဆိုရင်သူခံနိုင်တယ်ဆိုတော့သိလို့ဘာဖြစ်လဲဘုရားကယောဘကိုထိခွင်ပေးလိုက်တယ်စာတန်ကယောဘကိုတော့ထိတဲ့အခါမှာ ကျွန်တော်ဒီသမိုင်းဒီအာစတိုရီကိုအားလုံးသိတယ်ယောပါပါဖြစ်တယ်ကိုတော်ပေးတယ်ကိုတော်ပြန်ယူတယ်ကိုတော်ဘုံကြီးပါစေဟာလေလုယာဟာလေလုယာဖျားသခင်ကြိုသိတယ်ငါယောပါကိုစာတန်ကိုအထီးခွင့်ပေးမယ်ဆိုရင်ယောပါသူ့ရဲ့အဲ့ဒီအခြေအနေထဲမှာငါ့ကိုဘလို့ဘလို့မျိုးဟလာအာငါ့ကိုဘလို့မျိုးစက်ကတ်မလဲငါရှိမှသူဘလို့အသက်ရှင်မလဲဖျားသခင်ကယောပါရဲ့အနာကတ်ကိုကြိုသိပြီးသားဖြစ်တယ် ယောဘဒီစုံစမ်းသွေးဆောင်ခြင်းကိုခံနိုင်မလားမခံနိုင်ဘူးလားဆိုတော့ကြိုသိပြီးသားဖြစ်တယ်ခံနိုင်မယ်ဆိုတော့သိလို့ထိခွင်ပေးတယ်အကုန်ဆုံးရှုံးတယ်ဒါမှမဟုတ်ဖြစ်လေဖျားကိုစိတ်ပြတ်သွားသလားစိတ်မပြတ်သွားဘူးဒါမှမဟုတ်အရင်တုန်းကထိလို့မရဘူးစာတန်ပြောတယ်နော်ကိုတော့အကွယ်ကပေးထားလို့ကျွန်တော်ဘာမှလုပ်လို့မရဘူးတဲ့ဘာဖြစ်လို့ဖျားကအကွယ်ကပေးတာလဲသူ့ရဲ့ဝိညာဉ်ရအရွယ်ကြောင့်ဖြစ်တယ်မိတ်ဆွေဒီနေ့တင်ဟာယောဘလိုပဲတင်းရဲ့ဆုံးရှုံးတဲ့တင်းမှာအရာအလုံးဆုံးရှုံးနေပြီလားဒါဖျားသခင်က သင်အပေါ်စုံစမ်းခြင်းရောက်ဖွင့်အတွက်အခွင့်ပေးနေခြင်းဖြစ်တယ်။အဲ့တော့သင်ဟာယောဘလိုယခုခံစားနေရတဲ့ဆိုရင်သင်ကျေးဇူးတော်ချီးမွမ်းပါ။သင်ကိုဖျားသခင်ကဘာဖြစ်လဲ။သင်ကိုဖျားသခင်ကရင်ကျက်စေခြင်းလို့ဖြစ်တယ်။သင်ကိုဖျားသခင်ကသင်တန်မာနေပြီဆိုတော့သိလို့ဖြစ်တယ်။ဒီလိုယခုသင်ဟာယောဘလိုခံစားနေရတဲ့ဆိုသင်သိဖို့ကငါခံနိုင်လို့ဖျားသခင်ပေးကြုံတယ်ဆိုတော့သင်သိပြီပါ့မလဲ။ကျေးဇူးတော်ချီးမွမ်းပြီးယခုသင်ကြုံနေရတဲ့စုံစမ်းသွေးဆောင်ခြင်းနဲ့မှဖျားကိုချီးမွမ်းပြီးတော့မှယောဘလိုနှစ်ဆသောကောင်းကြီးကိုရယူဖွင့်အတွက် စိတ်လှုပ်ရှားစေချင်တာဖြစ်တယ်။ဟာလေလုယာတိတော့ဖခင်သခင်တင်းကျွန်တော်ကိုနော်ဒီလိုမျိုးစုံစမ်းသွေးဆောင်ခြင်းကိုကြုံစေတာဖြစ်တယ်။အဲ့တော့ဒီမှာပေတီကိုတခင်ရှုပါပြောတယ်လေ။တော့အဲ့လိုတော့တီဂျီစေပါဆိုပြီးပြောတဲ့ခါမှာသူစကားဆုံးတဲ့ခါမှာပေတီကိုပါထပ်ပြောလဲဆိုရင်တခင်နဲ့အကျွန်ုပ်ဒီကိုတော်နဲ့အတူထောင်ထဲသို့၎င်းအသေးသက်ချင်းသို့၎င်းလိုက်ချင်းကအသင်ရှိပါ၏။ဝေါ့ဒါကဘာဖြစ်လဲ။ဒါပေတီရဲ့သူ့ကိုယ်သူစိတ်ချမှုဖြစ်တယ် ငါလှုပ်နိုင်တယ်ငါတက်နိုင်တယ်ငါသခင်ရှုအတွက်အသေးခံရဲတယ်ငါထောင်တဲလဲလိုက်ရဲတယ်ဒါပါလေသူ့ကိုယ်သူအားကိုးတာဖြစ်တယ်နင်းနေချစ်ရတဲ့ယုံကြည်သူကြီးကိုပေါ့နှမတို့သင်နဲ့ကျွန်တော်စူးစားခြင်းအဖြစ်ဖြောင်းမတ်တဲ့အတ္တဓာတ်နဲ့အတ္တမရှင်နိုင်အောင်ဖြစ်တယ်ယနေ့သင်အပြစ်မလုပ်ဘဲနေနေတာသင်ကျိုးသင်တော်လို့မဟုတ်ဖြစ်တယ်ကျေးဇူးတော်ကြောင့်ဖြစ်တယ်သင်စုံစမ်းသွေးဆောင်ခြင်းတွေကိုနေ့တိုင်းအောင်နေတာသင်တော်လို့တက်လို့မဟုတ်ဘူးဖြစ်တယ်ကျေးဇူးတော်ကြောင့်ဖြစ်တယ်အဲ့တော့ဒီနေ့မှာပေတရုကနော်သူ့ကိုယ်သူအားကိုးပြီးတော့မှ ငါဖះကိုအရင်ချစ်တယ်ငါဆုံဆန်းချင်းမှာကြာမှာမဟုတ်ဘူးဖြစ်တယ်ငါငွေချင်းမှာဖះကိုဆိုင်ဝဲကြာမှာမဟုတ်ဖြစ်တယ်ငါဟလာဘလို့ပုံစံမျိုးနဲ့ပဲဆုံဆန်းချင်းကြောင့်ကပါစေငါကြာမှာမဟုတ်ဖြစ်တယ်ဆိုတော့သူ့ကိုယ်သူသူ့အပေါ်သူ့ရဲ့အစွမ်းအစပေါ်သူမတည့်ရနေတာဖြစ်တဲ့အတွက်ကြောင့်တခင်ရှုကဒီဒီတွေးဆောင်ချင်းကိုကြုံစေတာပဲဖြစ်တယ်ဒါကြောင့်မို့နော်တခင်ရှုပါထပ်ပြောလဲတခင်ပြားကတဲ့ပေတျုငါဆိုဒီကယနေ့တွင်ကြက်မတော်မီငါကိုမသိဟုသုံးချိန်မြောက်အောင်ညင်းမယ် သခင်ရှုကြူသည်တယ်ပေတရုရဲ့အနာကောက်ကြူသည်တယ်တကယ်လည်းပေတရုဘာဖြစ်လဲသုံးကြိမ်မြှောက်အောင်သခင်ရှုကိုညင်းပယ်ခဲ့တာဖြစ်တယ်အဲ့ဒီနောက်ပိုင်းပေတရုသိသွားတာပါလေငါဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်မဟုတ်ဘူးဆိုရင်ငါဖျားသခင်၌တည်ကြည်နိုင်မှာမဟုတ်ဘူးငါကျေးဇူးတော်ကြောင့်မဟုတ်ရင်ဆုံဆန်းသွေးဆောင်ခြင်းကိုအောင်နိုင်မှာမဟုတ်ဘူးငါကျေးဇူးတော်ကြောင့်မဟုတ်ရင်အပြစ်မလုပ်ပဲနေနိုင်မှာမဟုတ်ဘူးငါကျေးဇူးတော်ကြောင့်မဟုတ်ရင်နှိမ်ချနိုင်မှာမဟုတ်ဘူးငါကျေးဇူးတော်ကြောင့်မဟုတ်ရင် ပညာရှိမှမဟုတ်ဘူးငါကြေးဆိုတော့ကြမဟုတ်ရင်ကျန်းစာဖိနေလဲနားလည်မှာမဟုတ်ဘူးငါကြေးဆိုတော့ကြမဟုတ်ရင်အသက်တစ်ချောင်းတောင်အသက်တောင်ကအသက်တောင်မှရှူနိုင်မှာမဟုတ်ဘူးငါကြေးဆိုတော့ကြမဟုတ်ရင်မျက်စိကလေးတောင်ဖွင့်နိုင်မှာမဟုတ်ဘူးငါကြေးဆိုတော့ကြမဟုတ်ရင်ဗဇက်ကလေးတောင်ဟနိုင်မှာမဟုတ်ဘူးအရာအားလုံးဟာကြေးဆိုတော့ကြဖြစ်တယ်ဆိုတော့ကိုပေတယုကောင်းကောင်းသိသွားတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအခါမှာပေတယုဟာဘာဖြစ်လဲပေတယုဟာအရင်လိုခဏခဏမလဲကြတော့ဘူးဖြစ်တယ် ။ဒါကြောင့်မို့ချရတဲ့မိတ်ဆွေယုံကြည်သူများယနေ့သင်ဘာတွေတွေ့ကြုံနေတယ်လဲ။သင်ဖျားနဲ့မှန်ကန်နေလျက်သားနဲ့သင်မကြုံချင်တဲ့လဲကြမှုတွေ၊သင်မကြုံချင်တဲ့အမင်္ဂလာတွေ၊သင်မကြုံချင်တဲ့စုံစမ်းခြင်းတွေ၊သင်မကြုံချင်တဲ့ဆင်းရဲခြင်းတွေ၊သင်မကြုံချင်တဲ့ဒုက္ခဝေဒနာတွေသင်ခံစားနေရသလား။ဖျားသခင်တမိဟာကိုရောရဲ့တမိလေ၊တားဟာကိုရောရဲ့တားလေ၊ကိုရောခေါ်ထားတဲ့ကိုရောတမိကိုကျွန်ုပ်ကိုခေါ်ထားတဲ့ကိုရောပိတ်သိမ့်ထားတဲ့ကိုရောရဲ့တားတယောက်ဖြစ်တယ်၊ကိုရောရဲ့အမှုတော်ဆောင်တယောက်ဖြစ်တယ်။ဘာဖြစ်လို့ဒီလိုမျိုးဆင်းရဲခြင်းနဲ့ခက်ခဲခြင်းတွေကြုံရသလဲ။ ်သင်ဖျားကိုမေကွန်ထုတ်နေသလားဖျားသခင်သင်ကိုပြန်ပြောမှာမဟုတ်ဖြစ်တယ်ဘာကြောင့်လဲသင်ကိုရင်ကျက်စေခြင်းလို့ဖြစ်တယ်သင်ရဲ့ယုံကြည်ခြင်းကိုစမ်းသပ်နေတာဖြစ်တယ်ဟာလေလုယအာမင်ဒါကြောင့်မို့ချစ်ရတဲ့မိတ်ဆွေယုံကြည်သူများနေ့ တင်ကိုအားပေးခြင်းတဲ့ဒီနေ့တင်ကြုံနေတဲ့အရာအရာတွေအားလုံးကတင်ရဲ့အဆုံးသတ်မဟုတ်ဖြစ်တယ်တင်ကိုဖျားသခင်ကပိုကောင်းစေဖို့ရန်အတွက်တင်အောင်ဖြစ်လူတွေများစွာကောင်းကြီးခံစားဖို့ရန်အတွက်တင်ကိုဖျားသခင်တွေ့ကြုံစေတာဖြစ်တယ်တင်ငွေချေးကြောင့်တင်ခက်ခဲနေတယ်ဆိုရင်အဲ့ဒီခက်ခဲခြင်းတွေမှာဘုရားကိုသစ္စာရှိပါတင်ဘီလီယနာဖြစ်လာမှာဖြစ်တယ်ဟာလေယာသင်ဆူတောင်းတဲ့လူနာတွေကိုဆူတောင်းပေးတယ်မကြမ်းမာလာဘူးဟာလာသင်အစာပြန်အစာရှောင်းတယ်ဆူတောင်းတယ်ပြီးတော့ဟာလူနာတွေကိုပြန်ဆူတောင်းပေးတယ်နှဆိုးတွေနှင်ထုတ်တယ်မထွက်လာဘူးမကြမ်းမာဘူးတသက်တွေနမိတ်လက္ခဏာတွေမမြင်ရဘူး တင်ကြုံနေရသလားတင်စိတ်မပြတ်နဲ့ဆက်ပြီးအစာဆောင်ပါဆက်ပြီးဆူတောင်းပါဆက်ပြီးဖျားသခင်၌တည်ကြည်ပါတင်ဟာတေတဲ့သူကိုပြန်ရှင်စေတဲ့သူဖြစ်လာမှာဖြစ်တယ်။တင်ရဲ့ယုံကြည်ခြင်းကိုဖျားသခင်စံတဲ့နေတာဖြစ်တယ်။တင်ရဲ့တစ္ဆာခြင်းကိုဖျားသခင်စံတဲ့နေတာဖြစ်တယ်။တင်ပိုကောင်းဖွင့်ရတော့ဖြစ်တဲ့ဆောက်ကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်။အရောက်တိုင်းကိုဖျားသခင်အထူးပဲကောင်းကြီးပေးပါစေ။